မင်္ဂလာပါရှင်။2025ခုနှစ်မေလ၄ရက်နေ့ရက်မွန်တဲ၁၂နာရီချိန်ထိနောက်ဆုံးရတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မမှုပါရှင်။ရုရှားရဲ့အပြစ်ရကမ်းလှမ်းချက်ကိုဖယ်ချပြီးရတော့မင်းအောင်လိုင်းအပါအဝင်နိုင်ငံတကာခေါင်းဆောင်တချို့တက်ရောက်မဲ့180ပြည့်ရုရှားရင်ပြင်ဒီအောင်ပွဲအခမ်းအနားလုံခြုံရေးကိုတာဝန်မယူဘူးလို့ယူကရိန်းသမ္မတကပတိပေးလိုက်ပါတယ်။နတ်တလင်းတမငယ်ရဲစခန်းကြပြည့်တဲ့နောက်တောင်ညိုရဲစခန်းမှာစောက်တီးရမရဖြစ်နေပါဗျ စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့တောင်ကူလေတပ်ကိုရှော့တိုက်ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်မှုမှာစစ်ကောင်စီတပ်ဖွဲ့ဝင်၁၁ဦးသေဆုံးပြီးအဆောက်အုံတွေမိလောင်ပျက်စီးတယ်လို့ဆိုပါတယ်။ရန်ကုန်မော်လမြိုင်ကားလမ်းပေါ်မှာရှိတဲ့မိုးကောင်တံတားဒုတိယကြိမ်မိုင်းခွဲခံရပြီးပျက်စီးကျိုးကျခဲ့တယ်လို့ဆိုပါတယ်ရှင်။ဒီသတင်းနဲ့အတူဒီနေ့မွန်တက်၁၂နှစ်အချိန်ကြီးနောက်ဆုံးရတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ထမဆုံးသတင်းဒီပုတ်အနေနဲ့အကြံဖတ်မေအောင်လိုင်းအပါဝင်နိုင်ငံတကာခေါင်းဆောင်တချို့တက်ရောက်မဲ့၂၀ပြည့်ရုရှားရင်ပြင်းနီအောင်ပွဲအခမ်းအနားလုံခြုံရေးတာဝန်မယူဘူးလို့ယူကရိန်းသမ္မတဇယ်လန်စကီကသတိပေးလိုက်ပါတယ်မေလာ၉ရက်နေ့ရုရှားနိုင်ငံရင်ပြင်းနီမှာပြုလုပ်မဲ့ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း၂၀ပြည့်အထိန်အမှတ်အဖြစ်တရုတ်သမ္မတအကြံဖတ်မေအောင်လိုင်းအပါဝင်နိုင်ငံတကာတချို့ကခေါင်းဆောင်တွေတက်ရောက်ရန်ရှိနေပြီး ယူကရိန်းသမ္မတကရုရှားနိုင်ငံအတွင်းဖြစ်ပျက်မှုတွေအတွက်တာဝန်ယူမည်မဟုတ်ကြောင်းထုတ်ဖော်ပြောဆိုလာတာလည်းဖြစ်ပါတယ်။နှစ်80ပြည့်ရင်းပြင်းဒီအောင်ပွဲအထိန်အမှတ်အတွက်မေလ10ရက်နေ့မှမေလ10ရက်နေ့အထိအပြစ်ခတ်ရက်စဲရန်ရုရှားသမ္မတပူတင်ရဲ့အဆိုပြုချက်ကိုယူကရိန်းသမ္မတကပယ်ချခဲ့ပြီးရုရှားနိုင်ငံထဲမှာမေလ9ရက်နေ့မှာဖြစ်ပေါ်မဲ့အခြေအနေတွေအတွက်တာဝန်မယူနိုင်ကြောင်းတရားဝင် ပြောဆိုလာတာလည်းဖြစ်ပါတယ်ရှင်။ယူကရိန်းသမ္မတရဲ့ပြောဆိုချက်သည့် ရုရှားနိုင်ငံကိုလာရောက်မဲ့နိုင်ငံတကာခေါင်းဆောင်တွေရဲ့ငုံုံရေးကိုတိုက်ရိုက်ချိန်ချောင်းနေပြီးအကြမ်းဖက်ရန်ချိန်ချောင်းမှုအဖြစ်ရုရှားနိုင်ငံသားရဲ့ဝန်ကြီးဌာနပြောခွင့်ရမာရီယာဇာကာရီဗာကတုံ့ပြန်ပြောဆိုထားပါတယ်ရုရှားနိုင်ငံမှာမေလ9ရက်နေ့မှာပြုလုပ်မဲ့ရင်ပြင်းနေခြစ်တက်ပွဲကိုစစ်ကောင်စီဘက်ကပအဝင်တက်ရောက်ခြစ်တက်မှာဖြစ်ပြီးတံဖတ်စစ်ကောင်ဆောင်မင်းအောင်လှိုင်မှာမေလ9ရက်နေ့မှာရုရှားနိုင်ငံကိုတွားရောက်မှာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်းအနောက်ချမ်းတာယာဝရီခရိုင်ရှစ်မြို့နယ်ထက်ကနှစ်တလေးမြို့နယ်အရှိတ်တမငယ်ကျေးရွာမှာ ရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တမငယ်ရဲကင်းစခန်းကိုမေလ2ရက်နေ့မှာတာယာဝရီခရိုင်တရင်383ရက်တင်တဲ့နှစ်တလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကရှင်းလင်းနိုင်ခဲ့တာပါတမငယ်ရဲကင်းစခန်းကတောင်ညိုမြို့တည်တောင်ညိုနယ်မြေရဲစခန်းအပိုင်ထဲမှာရှိရာကြောင့်တောင်ညိုနယ်မြေရဲစခန်းမူနေလင်းအောင်မှာ အဲ့ဒီစကမ်းကြပြီးတဲ့နောက်စောက်တီးရမရပဲဘာလို့လို့ဘာကန်ရမှမသိဖြစ်နေတဲ့အခြေအနေမှာရှိပါတယ်။အပြင်တိတ်ထွက်တာလည်းမတွေ့ဘူး။မရငယ်နဲ့နေတဲ့အိမ်အစ်စ်ကိုတော့မကြမကြပြန်နေ။ဘန်ကာဆောက်ပေးဖို့ညွှန်ကြားထားတယ်။မရငယ်နဲ့နေတဲ့အိမ်မှာဆောက်ပေးရမှာလို့တောင်ညိုမြို့နယ်ရဲဘက်တည်ရင်မြစ်ကပြောပါရရှင်။တမငယ်ရဲကင်းစကမ်းကြပြီးတဲ့နောက်ရဲစကမ်းမှု နေမင်းအောင်မှာမရငယ်နဲ့ထွက်ပြေးဖို့ကြံစီထားပေမဲ့ သူ့ရဲ့နေအိမ်နဲ့မရငယ်အိမ်မှာဘန်ကာတွေအခိုင်အမာစောင့်မယ်လို့လည်းသိရပါတယ်။တောင်ညိုရဲစခန်းမှုဟာမရငယ်နဲ့အတူနေတဲ့ကန်စုရွာကမှာရှိတဲ့အိမ်အစ်စ်မှာဘန်ကာတွေစောက်ဖို့ပြင်ဆင်နေသလိုဒါပြင်အဲ့ဒီပြင်ဆင်မှုမှာမျောစင်တစ်ခု ပါဝင်တယ်လို့သိရပါတယ်။ရဲစခန်းမှုနေမင်းအောင်ရဲ့မရငယ်မှာကွတ်တစ်ဈေးထမ်းမှာနေထိုင်မှုလည်းဖြစ်ပါတယ်။ ူတို့နှစ်ဦးတည်းထွက်ပြေးဖို့ပြင်ဆင်နေတဲ့အခြေအနေကိုမြင်တွေ့နေရကြောင်းရဲဘက်တရေအညစ်ကပြောပါတယ်။ရဲစခန်းမူနေမင်းအောင်ကတောင်ညိုမြို့တစ်အပိုင်းမှာရှိတဲ့ကျေးရွာမှာအရက်သားပြည်သူတွေကိုအကြောင်းအမျိုးမျိုးပြပြီးဖမ်းဆီးမှုတွေရှိသလိုအမျိုးသမီးတွေကိုတော့ဖမ်းဆီးပြီးချိန်မှာ လိန်အမျက်ထုတ်မှုတွေရှိသလိုအဲ့ဒီအာရမကြံစီပြီးမဒိန်ကျင့်ကျူးလွန်ရန်ကြိုးစားတဲ့အသက်၁၈မှ၂၄ကြာအမျိုးသမီးများစွာရှိကြောင်း တောင်ညိုမြို့တဲ့ရဲဘက်တရင်ရင်မြကပြောပါရရှင်ဆက်လက်ပြီးဘကိုးတိုင်းတောင်ငူခရိုင်မှာရှိတဲ့အတံဖတ်စစ်တပ်ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့တောင်ငူလေတပ်ကိုရှော့တိုက်တုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာလေတပ်ရဲမင်းနဲ့လေတပ်အရာရှိတွေအပါအဝင်၁၁ဦးသေဆုံးခဲ့ပြီးအဆောင်အုံများစွာမိလောင်ပျက်စီးခဲ့ကြောင်း Brave Warrior for Myanmar BWM တာဝန်ရှိသူတို့ကပြောပါတယ်။ဧပြီလ30ရက်နေ့မှာ BWM အဖွဲ့နဲ့မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ MKCDF ACPLF နဲ့တန်ထောင်းမြောက်ပိုင်းအထူးဒေသအဖွဲ့တို့ကတောင်ငူမှာရှိတဲ့အကြံဖတ်စစ်တပ်ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပါခါနဲ့တောင်ငူကေတုမတီလေတပ်စခန်းတို့ကို BWN Machine 35နဲ့36အဖြစ် short tight ဒုံ14လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပါခတိုင်းယုံစစ်ဦးကြီးဌာနမှာရှိတဲ့အဆောက်အုံဗတ်အချံတိုက်ခိုက်ပျက်စီးခဲ့ပြီး တိုင်းငွေစရင်ယုံလဲထိခိုက်ပျက်စီးခဲ့ကြောင်းဒါပြင်စခန်းယုံနေရာအချို့လဲထိခိုက်ပျက်စီးခဲ့ကလေတက်အရာခံပုံနဲ့တက်ကြည်ကြီးလိုင်းခံနေအိမ်နှလုံးမီးလောင်ပျက်စီးခဲ့ပြီးအရာရှိလိုင်းခံနေအိမ်နှလုံးမီးလောင်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီတိုက်ခိုက်မှုအတွင်းလေတက်ရဲမေ2ဦးအပါအဝင် လေတက်အရာရှိ3ဦးနဲ့အခြားစစ်တီအဆင့်ရှစ်ဦးတေဆုံးက အရာရှိ9ဦးနဲ့အခြားစစ်သည်12ဦးစိုးရိမ်ခွဲပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းလေတပ်3မော်တော်ယာဉ်2စီးမီးလောင်ပျက်စီးခဲ့ကြောင်းလည်းသိရပါတယ်။တောင်ငူလေတပ်အတွင်းမှာလေရင်တူလောင်ရောအဆောက်အုံအပါအဝင်အဆောက်အုံနှလုံးထိခိုက်ပျက်စီးခဲ့ပြီးစစ်ကောင်စီလေတပ်အရာရှိနဲ့စစ်သည်တချို့တေဆုံးမှုနဲ့ပြင်းထန်ဒဏ်ရာရရှိမှုတွေရှိခဲ့ပါတယ်။တောင်ငူလေတပ်ထိခိုက်မှုအခြေအနေနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီဘက်မှတည်င်းဖုံးမှုနဲ့ တားမြစ်ကန့်သတ်မှုများစွာရှိနေတဲ့အတွက်ထိခိုက်ဒေဆုံးမှုဂိင်္ဂနံအချက်အလက်အတိအကျကိုဖော်ပြလို့မရနိုင်ကြောင်း Brave Warrior for Myanmar BWM တာဝန်ရှိသူတို့ကပြောပြပါဗါတယ်။တောင်ငူလေတပ်ထိခိုက်မှုကိုတိတိကျကျစုံစမ်းလို့မရပေမဲ့အထိနာရဲလို့သိရတယ်။အခုထိလင်းရင်မတက်နိုင်သေးဘူးလို့လည်းသိရတယ်လို့ Brave Warrior for BWM တာဝန်ရှိသူတို့ကရှင်းပြပါဗါရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မြို့ပြနယ်တထုံမြို့နယ်မော်လမြိုင် တထုံရန်ကုန်ပြည်တော်စုကာလန်ပေါ်မှာရှိတဲ့မိုးကောင်းတကြားမှာရမန်နှစ်ညပိုင်းမှာမိုင်းပေါက်ကွဲပြီးပြိုကျပျက်စီးခဲ့ကြောင်းဒေတာပြည်သူတွေနဲ့ကုန်တင်ရှင်မောင်းသူတွေကပြောပါတယ်။ရမန်နေ့မေလ3ရက်နေ့ည7:16မိနစ်အချိန်မှာမော်လမြိုင်တထုံရန်ကုန်ပြည်တော်စုကာလန်ပေါ်မှာရှိတဲ့မိုးကောင်းတကြားမှာမိုင်းခွဲခံရခြင်းဖြစ်ပြီးတကြားမှာလုံးဝပျက်စီးခဲ့ကြောင်းယခုမိုင်းခွဲခံရမှုမှာဒုတိယအကြိမ်မိုင်းခွဲခံရမှုဖြစ်ပြီး 2024ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့မှာလဲမိုင်းခွဲခံရကမိုးကောင်းတရားပြက်စီခဲ့ကြောင်းသိရပါဗျ။မိုးကောင်းတရားနာမှာရှိတဲ့တရားမိုးကောင်းတရားလို့ခေါ်ကြတယ်။မနေ့ညပိုင်းမိုင်းခွဲသွားတာပါ။ကားတွေညဘက်ကလေးကဖြတ်လို့မရတော့ဘူး။တရားကအပိုင်းပိုင်းအဆအဆဖြစ်သွားတယ်လို့တရားအပြက်စီမှာပိတ်မိနေတဲ့ခီးတဲ့တအူးကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့်ခြေသားထားပါဗျ။ မိုင်းခွဲခံရတဲ့အနီးနားကျေးရွာမှာပြည်သူတို့ရဲ့အဆိုအရဒုတိယကြိမ်မိုင်းခွဲခံရမှုမှာတရားလုံးဝ၃လအောင်ပျက်စီးသွားကြောင်းမိုင်းမှာပထမအကြိမ်ထပ်ပိုပြီးပြင်းထန်ပြီးတရားပျက်စီးမှုမှာလည်းပထမအကြိမ်ထပ်ပိုမိုဆိုးရွားတယ်လို့လည်းဆိုပါရရှင်ဒီကနေ့မွန်တဲဆန်လိုင်းချိန်ထိနောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်အောက်ကနေအမြတ်ဆုံးပြမြောက်ကြပါလိမ့်ရှင်